ကိုပါအောက်ဆက်ခွင့်လို့ရှင်လားတောက်ဖြူဟာမြန်မာအနာဂတ်ကိုပုံဖော်မဲ့စစ်စီးပွားတိုက်ပွဲရဲ့ပုံဖော်ချက်ဖြစ်လာပါပြီ2025ခုနှစ်မှာတရုတ်နဲ့စစ်ကောက်စီကြားကတက်တန်းကုန်မဲ့စာချုပ်တွေနဲ့အတူပဲမြန်မာကက်ကြမှာဘယ်လိုအပြောင်းအလဲဖြစ်မလဲဆိုတော့စိတ်ဝင်စားစရာပါတောက်ဖြူအနီးကတိုက်ပွဲတွေဟာ AA ရဲ့ view ဟာမြောက်မူဖြက်စစ်စင်ရေးမူခေါက်တဲ့ view ဟာကိုထင်ရှားစေပါတယ်စစ်ကောက်စီရဲ့ရခိုင်မှာထိချုံနိုင်မှုကိုထိရောက်စွာဖြိုဖျက်လိုက်တာဖြစ်ပြီးတော့တောက်ဖြူရန်ပြဲလမ်းပေါ်မှာ ိုက်ပွဲတွေတင်းထက်နေပြီမဲ့ OGD နဲ့ Power China စက်ရုံနားမှာတော့တိတ်ဆိတ်နေပါတယ်။ဒါဟာ AA ရဲ့ကတ်တက်စစ်နီးပြူဟာကိုတပ်ပနေတာဖြစ်ပြီးတော့ပဋိပက္ခတွေကြားတရုတ်စစ်ဘက်ကတွေလုံမြောက်နေတာကနိုင်ငံရေးကစားကွက်တော့ကပြူဟာမြောက်ရည်ရမှုတစ်ခုပါ။ကြောက်ဖြူဟာရွှေရင်းနဲ့ဒံငွေနဲ့နိုင်ငံချောင်းငွေစီစင်းရစီးပွားရေးနိုင်ငံရေးတကက်ရွှေတိုက်ကြီးတစ်ခုပါ။စစ်ကောက်စီအတွက်အနည်းငယ်ဒေါ်လာတန်းချီဝင်ငွေရနေတဲ့အတွေးကြောဖြစ်ပြီးတော့ တရုတ်နဲ့စစ်ကောင်စီကြားမှာစာချုပ်တက်တမ်းဟာ2025ခုနှစ်ဇွန်လ25ရက်နေ့မှာပုံဆုံးတော့မှာဖြစ်ပါတယ်။မြန်မာအရေးဟာတရုတ်စွမ်းအင်လုံခြုံရေးနဲ့တိုက်ရိုက်ဆက်ဆက်နေပြီးကြောက်ဖြူဟာစစ်စီးပွားငွေကြေးစတဲ့ကျိုးတွေနဲ့ပေါင်းပြီးတော့အစုပေါင်းရပ်နှွက်နေတဲ့တကယ်ပေါင်းဆက်နေမည်တစ်ခုဖြစ်လာပါပြီ။ဒီတော့မြန်မာနိုင်ငံမှာအရေးကြီးဆုံးကြောက်ဖြူရအောင်မြင်မှုဟာမေကွတစ်ခုဖြစ်လာပါတယ်။ AA ဟာတရုတ်စစ်ရုံနောက်ကိုတော်လိုင်းနေမည်အဖြစ်တမ်းတာခဲ့မဲ့ဆိုရင် တရုတ်စီးပွားရေးနောက်ဆက်ခံရနိုင်ပြီး AA ကိုယင်းဒီမြုံနှံမှုရန်သူအဖြစ်တစိကခန့်ရလိုက်တာကြောင့်နိုင်ငံတကာကထောက်ခံမှုပါထိခိုက်နိုင်ပါတယ်စစ်ကောက်စီအတွက်တရုတ်စာချုပ်တက်တန်းမတိုးနိုင်ဘူးဆိုရင်ကြောက်ဖြူဟာစီးပွားရေးရအရေးမပါတော့ပဲနိုင်ငံခြားဝင်ငွေပိတ်တာခံရပြီးတရုတ်ထောက်ခံမှုပါထိခိုက်နိုင်ပါတယ်နောက်ပြင်ဘင်္ဂလားဒေ့ကမြန်မာစစ်တပ်ကိုနှံစားကောင်းနေပြီးတော့ဖိအားပေးလာမယ်ဆိုရင်တော့ အေအေတို့ EU တွေအတွက်နောက်အခြားတော်လိုက်အင်အားစုတွေ PDF တွေအတွက်ပါနိုင်ငံတကာအထောက်ပံ့ရနိုင်မဲ့နိုင်ငံရေးအားသာချက်ကြီးတစ်ခုဖြစ်လာနိုင်ပါတယ်အေအေဟာကြောက်ဖြူနဲ့6မိုင်အကွာနားထိကိုတဖြည်းဖြည်းရောက်ရှိလာနေပြီ2025မေလ30ရက်နေ့ကစနိုက်ပါနဲ့ပြစ်ခတ်မှုကြောင့်စစ်တပ်ရဲ့ဗျူဟာမှုပေါ်ဝင်5ဦးသေဆုံးခဲ့ပါတယ်မေလ29ရက်နေ့ကလည်း Power China တပ်အပစ်စက်ရုံကစစ်ကောင်စီကာကေစခန်းကိုဒရုန်းနဲ့တိုက်ခိုက်တဲ့အခါမှာဒုတက်ရင်မှုပေါ်ဝင်6ဦး ထပ်ပြီးသိဆုံးခဲ့တာလည်းရှိပါတယ်။အေအေဟာမြို့တိုက်တိုက်ပွဲတွေလိုအရင်ပုံစံနဲ့မတူပဲဒူးနဲ့တဲနဲ့အင်အားသုံးတိုက်ခိုက်တာမျိုးမဟုတ်ပဲကာကင်းစခန်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေတာတွေ့ရပါတယ်။2024ခုနှစ်နှစ်ဆပိုင်းလောက်ကတည်းကကျောက်ဖြူမြို့နယ်တဲကိုတောင်ထက်ပိုင်းကနေပြီးတော့စိတ်ဝင်ခဲ့ပြီးတော့လက်ရှိမှာမြောက်ဖြားပိုင်းတချို့နေရာလောက်ပဲတိုက်ဖို့ကြံပါတော့တယ်။စစ်ကောင်စီကလည်းမေလ22ရက်နေ့မှာအင်အား400ကျော်ထပ်ပြီးဖြည့်ထားတယ်ဆိုပြီးသိရပါတယ်။ အေအေဟာရခိုင်ပြည်နယ်အတွင်းမှာမြို့နယ်ပေါင်း18ခုရှိတဲ့အထက်14ခုကိုတိုက်ပိုက်ထားပြီးဖြစ်တယ်။မြို့တော်စစ်တွေကြောက်ဖြူနဲ့မန်အောင်တို့ပဲကြံပါတော့တယ်။2024ခုနှစ်နောက်ပိုင်းမှာကတည်းကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပူပေါင်းလိုချောင်းဆိုပြီးအေအေကဖိတ်ခေါ်တဲ့စာထုတ်ပြန်ခဲ့ပါတယ်။ဒါဟာအတရုတ်ရဲ့ကြားဝင်မှုနဲ့နှစ်ဖက်အပြည့်အမှဖြစ်နိုင်မယ်လို့ရခိုင်ရေနံဒန်းငွေစောက်ကြည့်ရဲ့အဖွဲ့ AOW ကသုံးသပ်ပါတယ်။ဒါပေမဲ့ AA နဲ့နှိစတဲ့စည်ရေးအရင်းမြစ်တွေကတော့ အေးအေးဟာစင်ကြောင်ကြီးအမီးကြောင်မှတစ်နေမှာမဟုတ်ဘူးဆိုပြီး BBC မှာလည်းပြောထားပါတယ်။ဆိုလိုတာကအเจ้าဖြူကိုအပြည့်ပြတ်ပိတ်ပိုက်နိုင်ခြင်းလည်းရှိနေပါတယ်။အเจ้าဖြူကိုထိချုပ်တဲ့သူဟာမြမအနာကပြည်ထောင်စုရဲ့ပြည်သူကဖြစ်လာမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ဒါမှမဟုတ်ရင်တရုတ်ရဲ့နိုင်ငံရေးစီးပွားရေးဩဇာအောက်မှာမြမပြည်သူတွေထာဝရပိတ်မိနေမဲ့အမိုက်တပုတ်ကိုပဲအထပ်ပြီးရေးထိုးသွားနိုင်မလားဆိုတာလည်း မြန်မာကကြမှာကိုပုတ်ဖို့တော့ပါလိမ့်မယ်။အခန်းအနေနဲ့ AA တရုတ်အမေရိကန်ဘင်္ဂလားဒေ့ရိုးနဲ့ဆက်ဆံရေးတစ်ချက်ကြည့်အောင်ပါ။အမေရိကန်နဲ့ဘင်္ဂလားဒေ့ကမြန်မာတိုင်းဒေသအဖွဲ့တွေကိုလက်နက်ပေးပြီးတော့ရခိုင်ဒေသတရုတ်ပင်လယ်လမ်းကြောင်းကိုပိတ်ဖို့ကြံနေတယ်ဆိုတော့အိန္ဒိယမီဒီယာတချို့ပြောဆိုမှုတွေကတက်တဲ့အထောက်အထားခက်ခဲမှုမှမရှိတဲ့တည်င်းကောလာဟလတွေပဲဖြစ်ပါလေ။2025မေလဒုတိယအပတ်မှာအမေရိကန်လေတပ်အရာရှိဒါကာမျိုးရောက်လာတာကိုလက်နက်ပေးသွင်းဖို့အတိတ်ပဲဖွင့်ဆိုတာကလည်းအလွန်ကျူး ြောဆိုတဲ့ကောလာဟလသက်သက်ပါပဲ BBC စကားဝိုင်းတစ်ခုမှာဒေါက်တာအင်ဒရူးဆဲနဲ့ပါမောက်ကဇာခါရီအဘူဇာတို့ကအမေရိကန်နဲ့မိတ်ဖက်တွေခါမြန်မာစစ်ပွဲကိုလက်နက်မဟုတ်တဲ့ပုံစံနဲ့ပဲကူညီနေပြီးတော့စစ်ရေးအကူအညီမပေးဘူးလို့လည်းထောက်ပြထားပါတယ်အမှန်ပါပဲတရုတ်ဘက်ကလာရှုမှတိုက်ပွဲအပြီးတရုတ်အပြစ်ခတ်ရဲစဲရင်ညိနိုင်တဲ့ရုပ်ဖွင့်တာတွေ ဒေါ်ချိုရီတပ်ဖွဲ့တွေချထားတာတွေအပြစ်မှာကို MNDAA ကိုဖိအားပေးပြီးနေရာပြန်လွှဲစေတဲ့အထိဩဇာလွှမ်းမှုမှုကလွန်ကျူးပြသနေတာဖြစ်ပါတယ်။တရုတ်နယ်စပ်ကုတ်သွယ်မှုအင်တာနက်တွေဖြတ်တောက်တဲ့အထိ နီလန်မျိုးစုံသုံးပြီးစစ်အရှိတ်ကိုပြပြထက်ထန်ရပ်တန့်စေခဲ့ပါတယ်။ဒီမှာစစ်တပ်အနေနဲ့ရှမ်းပြည်မှာနယ်မြေတွေတကယ်ကိုပဲဆုံးရှုံးနေပြီးတော့ပြန်လည်ထိ ंछ ုပ်ဖို့လောကမဖြစ်နိုင်တဲ့အခြေအနေ အိန္ဒိယမီဒီယာတွေရဲ့အမေရိကန်နဲ့ဘင်္ဂလားဒေ့ပူးပေါင်းကြံစည်မှုဆိုတာမျိုးဟာပါဝါခဇာခါရီအဘူဇာပြောသလိုပဲအတိတ်ပဲမရှိတဲ့ပြောဆိုမှုလောက်ကျန်ဇာလန်တစ်ခုလို့ရှင်းလင်းစွာသုံးသပ်ရမှာဖြစ်ပါတယ်။နောက်တစ်ခန်းအနေနဲ့ဆိုရင်ဘင်္ဂလားဒေ့နဲ့အေအေရဲ့ရခိုင်အနာဂတ်ဘယ်လိုဆက်ဆံရေးတွေရှိနေလဲ။အဲ့ဟာရခိုင်ရဲ့ကံကြမ္မာနဲ့ဘင်္ဂလားဒေ့အေအေဆက်ဆံရေးဟာအလက်ပြားတစ်ခုကိုရောက်လာပြီလားဆိုတာစဉ်းစားစရာဖြစ်ပါတယ်။ 2025ခုနှစ်မေလ12ရက်နေ့သတင်းသပုတ်အရဘင်္ဂလားဒေ့အိဆောက်အစိုးရကကုလသမဂ္ဂရဲ့ရခိုင်မြောက်ပိုင်းကိုလူသားချင်းစာနာမှုအကူအညီပေးရေးလမ်းကြောင်းဖွဲ့ဖို့အကြံပြုချက်ကိုမူဝါဒအရသဘောတူခဲ့ပါတယ်။အဲ့ဒီလမ်းကြောင်းဖော်ဆောင်ဖို့နဲ့ရိုဟင်ဂျာဒုက္ခသည်အရေးဖြေရှင်းဖို့အတွက်ရခိုင်တစ်ခုလုံးနေပေါ်ကိုထိ ंछ ုတ်ထားတဲ့ Arakha.AA နဲ့ဘင်္ဂလားဒေ့ဟာထိတွေ့ဆက်ဆံဖို့မဖြစ်မနေလိုအပ်ပါတယ်။ အရင်ရှိတ်ဟာစီနာအစိုးရလက်ထက်မှာမြန်မာနိုင်ငံရဲ့ဘဖို့အစိုးရနဲ့သာအိန္ဒိယဟာဆက်ဆံခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာဆက်ဆံခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခု you know ဦးဆောင်တဲ့ဂျာပြက်အစိုးရမှာတော့မြန်မာနိုင်ငံမှာအာဏာတစုတစည်းတဲ့မရှိတော့ဘူးဆိုတာကိုသူတို့လက်ခံလာပုံရပါတယ်။အထူးသဖြင့်ရခိုင်မှာ AA ကထိုက်ချုပ်ထားတာကို သူတို့အတိမတ်ပြုလာတာဖြစ်ပါတယ်။နိုင်ငံခြားရေးရအကြံပေးဖူစိတ်ကိုယ်တိုင်ကရခိုင်ကိစ္စအတွက်တည်တန်းခိုင်မြဲတဲ့ ဖြည့်ရှင်းနည်းတွေရဖို့ဆိုရင် AA ရက်ပါဝင်ပတ်သက်မှုကအရေးကြီးတဲ့ဆိုပြီးရှင်းရှင်းလင်းလင်းပြောထားခဲ့ပါတယ်။ရခိုင်ပြည်နယ်ကိုမြန်မာစစ်တပ်ကပိတ်ဆို့ထားလို့စီးပွားရေးအရကြက်တဲပြီးအခြေခံကုန်စည်ကုန်ပစ္စည်းတွေရှားပါနေတာကြောင့်လူသားချင်းစာနာမှုအကူအညီပေးရေးလမ်းကြောင်းဟာမဖြစ်မနေလိုအပ်နေပါတယ်။ကုလသမဂ္ဂရဲ့ကြီးကြပ်မှုနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကတရားဝင်လမ်းကြောင်းဖော်မတ်ကော်ဒီနာတခုလိုလားနေတာတော့သိချပါပါတယ်။ ဒါပေမဲ့ International Crisis Group ရဲ့အကြီးအကျယ်ပေးတော်မတ်ကိန်းကတော့စစ်တပ်ရဲ့ဖြတ်လေးဖြတ်မှုပါဒါကြောင့်ဒီလိုတရားဝင်လမ်းကြောင်းပွင့်လာဖို့မလွယ်ဘူးလို့လည်းသုံးသပ်ထားတာတွေ့ရပါတယ်လက်တွေ့ကျကျအကူအညီတွေရောက်ဖို့ဆိုရင် Informal Corridor တရားမဝင်တဲ့လမ်းကြောင်းကပွင့်နေဖို့ပို့အရေးကြီးတယ်လို့သူကထောက်ပြထားပါတယ်ဒါဟာတကယ်လည်းပွင့်နေခဲ့ပါတယ်ရှေခ်ဟာစီနာလက်ထက်တော့က Nasdaq အတတွေနဲ့မဆက်ဆံ ခဲ့တဲ့မူဝါဒရှိခဲ့ပြီးမဲ့ယူနော့ဂျားဖြတ်အစိုးရလက်ထက်မှာတော့အေအေနဲ့ထိတွေ့ဆက်ဆံဖို့ပုံမို့ပွင့်လင်းစွာဆက်ဆံလာနေတာကိုတွေ့ရပါတယ်။ဒီနေ့အစောပိုင်းမှာ informal တွေ့ဆုံမှုတွေရှိခဲ့ပြီးမဲ့အခုဆက်ဆံရေးမှာအခက်အခဲတချို့ရှိနေပုံရတယ်လို့တောမတ်ဂိန်းကထောက်ပြထားပါတယ်။ဟုတ်ပါတယ်။တရုတ်ပတ်သက်မှုလားသို့မဟုတ်ဘသူတွေရဲ့သွေးထိုးနှောင်ရှက်မှုတွေလဲဆိုတာလေ့လာဖို့လိုပါတယ်။ရိုဟင်ဂျာလက်နက်ကအဖွဲ့အာဆာ ်လှုပ်ရှားမှုတွေကလည်းအေးအေးအနေနဲ့ဘင်္ဂလားဒေ့ရဲ့ဆက်ဆံရေးမှာပိုပြီးတတိထားလာစေတဲ့အဓိကအချက်တစ်ချက်ပါဘင်္ဂလီတွေရဲ့လက်လက်ကင်အကြံဖက်မှုတွေကိုကေလိုဆိုးရိုက်နေတဲ့လှုပ်ချုံရေးကန္တာရှိပါတယ်ဘင်္ဂလားဒေ့မှာအရက်ဖက်အစိုးရနဲ့လှုပ်ချုံရေးအဖွဲ့တွေကြောင့်အေးအေးနဲ့ပတ်သက်တဲ့မူဝါဒတွေကွဲပြားနေတာပေါ်လွင်နေပါတယ်စစ်ထောက်လိုင်း agency DGFI က AA နဲ့ဆက်ဆံရေးရှိနေပေမဲ့အစိုးရကိုယ်တိုင်ကအရက်ဖက်လမ်းကြောင်း စီဗီလီယန်ချန်နယ်ဖွင့်ဖို့မူဝါဒဖြည့်လျှော့လာတာကတော့ကောင်းတဲ့လက္ခဏာလို့ပြောရမှာပါပဲ။ဘင်္ဂါလီရိုဟင်ဂျာတွေအတွက်စေစုံလုံချိုရေးစုံတို့မဟုတ်တည်တန်းနဲ့မြေလိုမျိုးပြောဆိုလာတာတွေကတော့လက်တွေ့မကျပါဘူး။ဒါဟာ AA အတွက်တော့ချိန်ချာမှုအဖြစ်ရှုမြင်နိုင်တာကြောင့်အခြေအနေတွေကို ပိုပြီးစိုးရွားစေနိုင်တယ်ဆိုပြီးတောမတ်ကိန်းကတတိပိထောက်ပြထားပါတယ်။လူသားချင်းစာနာမှုအကူအညီတွေရခိုင်ဒေသကိုတကယ်ရောက်ဖို့ဆိုရင် ဘင်္ဂလားဒေ့အစိုးရနဲ့အေအေကြားမှာ informal နားလည်မှုတစ်ခုကိုတော့မဖြစ်မနေတိစောက်ဖို့လိုအပ်ပါတယ်။နှစ်ဖက်စလုံးကသူတို့စိုးရိမ်ချက်တွေကိုပုတ်ပုတ်လင်းလင်းဆွေးနွေးပြီးယုံကြည်မှုတိစောက်နိုင်မှသာပဲနဇက်ဖြတ်ကျော်စီစင်းနေတဲ့ပုံသွေးလမ်းကြောင်းတွေဟာလူသားချင်းစာနာမှုအကူအညီပေးရလမ်းကြောင်းတွေအဖြစ်ထိထိရရအသုံးပြုနိုင်မှဖြစ်ပါတယ်။ဒီချိန်တွေမှာဘင်္ဂလားဒေ့နဲ့အေအေကြားကဆက်ဆံရေးရခိုင်ဒေသတွေအနာဂတ်အတွက်ဘယ်လိုအလက်ပြောင်းတွေဖြစ်လာစေအောင်လဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ အေအေနဲ့အမေရိကန်တယောက်ရဲ့လူသားချင်းအကူအညီစင်ကြံလက်နက်ခရမ်းဆိုတဲ့ပြောဆိုမှုတည်င်းဟာကောလာဟလဖြစ်ပေါ်လာ။ကြောက်ဖြူကိုအေအေတို့အပိတတိုက်ဖို့အတွက်မဟာဖြူအမြောက်စိတ်ဝင်ပြီးဒုတ်ဖောက်တိုက်ခိုက်နေတယ်ဆိုတာကိုတင်ပြချင်ပါတယ်။ကျေးဇူးတင်ပါတယ်။